ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးအဖွဲ့ဘဟုကော်မတီဝင်မာမတ်အာရီဆိုတဲ့မယ်။ရခိုင်ဒေသရဲမှတ်တဲ့မဲဆန္ဒနယ်ကနေပြီးတော့မျိုးသားလွှတ်တော်ကိုးစလေလောင်းဝေရောက်ရွေးချယ်ခံမယ်။ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးကဘာသာရေးကိုအသုံးချနိုင်ငံရေးအမျက်ထုတ်နေကြပြီ။နော်။ဆိုတော့ယခုလက်ရှိရခိုင်မှာ ARS အဖွဲ့ရေးအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့သတင်းမီဒီယာတပိုင်းသတင်းမီဒီယာမပေါ်နေခိုင်းထားတဲ့လူတွေ သူတရင်ကမှမန်ငါတရင်ကမှမန်ငါတရင်အရင်ရတာသူကတရင်အရင်ရတာဆိုပြီးတော့သူ့ထက်ငါအပြိုင်ဆိုင်ခုံစားနေကြတဲ့တရင်မီဒီယာယူတွေတဲပြောတာနော်တဲပြောတာအဲ့ဒီမီဒီယာယူတွေအနေနဲ့ကဒီမှာမအိုင်ဆိုတဲ့မျိုးကိုသွားပြီးအင်တာဗျူးရမှာယခုလည်းရီရခိုင်မှာ IRS ဖွဲ့ကကြားဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ခင်ဗျဘယ်လိုမြင်ပါလဲဘယ်လိုသဘောထားမှတ်ချက်ပေးလို့ပါတလဲ ပြည်ပြင်းနေတဲ့ထိမင်းမှုတို့အုပ်စုကဟာမြန်မာစစ်တပ်ကသူတို့တွေကိုဘလို့ဖိနှိပ်ပါတယ်ဘလို့အနိုင်ကျင့်ပါတယ်ဘလို့ခွဲခြားဆက်ဆံပါတယ်ဆိုပြီးတော့မျိုးစုံပြောကြတယ်ခက်ခက်ဒီပြဿနာပေါ်မှာဘလို့တုံ့ပြန်ကြမှာတလေနေစံတွေလို့အုပ်စုထုံးခင်လို့အုပ်စုထုံးခင်ဆိုလို့ရှိရင်အခုလက်ရှိထုံးခင်ရောနေစံလွင်ရောသူတို့ OIC ရဲ့ပေးတာကန်းစာနဲ့တက်ဖွဲ့ထပ်ဖွဲ့ထားတဲ့ရခိုင်ကလာအမျိုးသားကောင်စီเนาะရခိုင်ကလာအမျိုးသားကောင်စီထပ်ပြီးတော့ဖွဲ့ပြီးတော့ဟိုထုံးမြင့်နိုင်လို့လားသူတို့ ICC တင်းမှုလုပ်နေကြတယ် သူတို့အဲ့ဒီလိုမျိုးပြည်ပကိုထွက်ပြေးပြီး OID ဒေတာကန်စာစားထားတဲ့ဟာတွေအကုန်လုံးယခုလက်ရှိဘင်္ဂလားဒေ့ဒုက္ခသည်စခန်းမှာရောက်နေတဲ့ဟာတွေအကုန်လုံးကဟာမြန်မာစစ်တပ်ကသူတို့ကိုဘလို့အနိုင်ကျင့်ပါတယ်မိမတွေဆိုလို့ရှိရင်လည်းနော်မျက်ခွက်တွေကြည့်တော့တရင်တို့ထားကျင်တော့မှတရက်တစီလို့လန့်ပြီးအော်မဲ့ခွေးကျွေးလို့ဝမ်းမစားတဲ့ရုပ်တွေနဲ့ကသူတို့ကိုမြန်မာစစ်တပ်ကဘလို့မရင်းကျင်ပါတယ်ဆိုပြီးပြောကြတယ်အဲ့လိုပြောနေတဲ့ကောင်လေးပေါ်မှာမြန်မာစစ်တပ်ကခွဲခြားဆက်ဆံမှုရှိလလားနိုင်ငံသားလို့နေရင်နိုင်ငံသားအခွင့်အရေးဘယ်လိုပေးတယ်လဲဆိုတာကို ဒီမှာပဲအားရဆိုရမယ်ဟိုမီဒီယာသွားပြီးအင်တာဗျူးပြီးသဘောထားမချက်တောင်းရမှာနော်နောက်နောက်မှာလည်းနော်အာအရက်ဖန်ခွဲစီပေါ့ဘယ်နဲ့ခွဲကသဘောထားထုတ်ပြန်ပါတယ်လူခွေရေးစောင့်ကြည့်တဲ့အဖွဲ့တွေကဘယ် NGO အဖွဲ့တွေကဘယ်လိုမျိုးစာထုတ်ပါတယ်ဆိုပြီးတော့ဒီဘင်္ဂလီရေးနဲ့ပတ်သက်ပြီးကျွန်တော်မြန်မာတက်မတော်ပေါ်မှာဟောပုတ်ခက်လာတယ်ပြောဆိုလာတယ်ဆိုရင်ဒီကောင်ကိုပထမဦးသွားပြီးတော့ဒီကိစ္စပေါ်မှာခင်ဗျားဘယ်လိုသဘောထားမှတ်ချက်ပေးခြင်းတယ်လဲခင်ဗျားဘယ်လိုမြင်တယ်လဲဘယ်လိုတုံ့ပြန်ခြင်းတယ်လဲသွားပြီးအင်တာဗျူးရမယ် နော်သတင်းမီဒီယာဆိုတာကအယ်ဒီတာကဒါလေးမေးပါဒါလေးပြောပါဆိုပြီးတော့သူများရေးပေးတဲ့စာကိုပဲကြည့်ပြီးတော့သူများရေးပေးတဲ့စာကိုပဲနှုတ်တိုက်ပြောနေလို့မရဘူးကိုပိုင်သိဉာဏ်ရှိရတယ်ကိုပိုင်ဖြတ်ထုတ်ဉာဏ်ရှိရတယ်တရားစကားတစ်ခုပြောလိုက်တဲ့အခါမှာအဲ့ဒီစကားရဲ့ဟာခွက်ကဘာလဲဆိုတာကိုစွဲထုတ်တတ်တဲ့အခြေရှင်းရှိရတယ် BBC ကြည့်ပါလားဟိုးဘင်္ဂလားဒေ့ဒုက္ခတွေစကန်းထိတကူးတကသွားပြီးတော့ဘင်္ဂလီတွေနဲ့သွားတွေ့ပြီးတော့တပ်မတော်ကိုပုံရိပ်ကြအောင်လုပ်တာ နော်အဲဆိုတော့အမြဲတမ်းဘင်္ဂလီဘောကိုမှပြီးတက်မတော်ပုံရိပ်ကြောင်လုံနေတဲ့ဒီ BBC လိုဟာမျိုးတွေကနောက်နောက်ဆိုရင်ဘယ်လိုကိစ္စမှမဖြစ်ပေဒီကောက်နော်နေရလူချင်းတောင်းဝင်ယူတက်ရတယ်ခေါင်းမရှောင်ပဲနဲ့ခေါင်းဆောင်ပြီးတောင်းအောင်ဒီလိုကောက်မျိုးတွေကိုအင်တာဗျူးလုပ်တင်တယ်ဆိုတော့လက်ရှိနာဆာကအစိုးရနဲ့ရွေးကောက်ဝဲကော်မရှင် UEC ကိုလုံးဝနားမလည်နိုင်တဲ့အချက်နဲ့ချက်ရှိတယ်နောက်ပတ်တက်ကဒေးဗစ်လာမင်းတို့ပါတီကိုအောင်းပေးလိုက်တာဒေးဗစ်လာမင်းဆိုတာက ခင်ရှုံးလဲဝေးလို့ဒေဗီလာမြင့်လို့အားလုံးသိပါတယ်နော်ကြားမှုမဲ့ထင်ပါတယ်အဲ့ဒီဒေဗီလာမြင့်ရဲ့ပါတီမှာသူကဥက္ကဋ္ဌဒုဥက္ကဋ္ဌပါတီအတွင်းရွေးမှုကကျော်မင်းဘင်္ဂလီကျော်မင်းဆိုတာဘင်္ဂလီဝေဝေနုရဲ့အဖေဝေဝေနုဆိုတာ OIC ရဲ့မွေးစားသမီးဒေါ်ချုပ်ကြည်ကိုတိုင်းကမြောက်စားပြီးတောက်ပွားနေတဲ့ကောင်မဒီလိုလူမျိုးတွေဖွဲ့ရတဲ့ပါတီ ဥတည်ရေးရွေးကော်လုံးတုံးကအဲ့ဒီပါတီဆိုရင်တမတ်ချက်တွေနဲ့မညီလို့ပါဆိုပါတီကိုဂျူကောက်ပဲဝင်ဝင်ခွင့်မပေးဘူးပေးချတယ်အခု UEC အောင်ပေးလိုက်တယ်အော်ဒေးဗစ်လာမင်းတို့ပါတီကြတော့အဲ့ဒီလိုအောင်ပေးပြီးတော့ဥဆုံးအောင်တို့အမျိုးသားနိုင်ငံဒီမိုကရက်တစ်ပါတီကြတော့တမတ်ချက်တွေနဲ့မကိုက်ညီလို့ဆိုပြီးပါတီကိုဖျက်သိမ်းလိုက်တယ်နော်ဆိုတော့ဒီလိုအချက်တွေတော်တော်နားလည်ဖို့ခက်ပါတယ်နောက်ထပ်ရှိချင်ဘူးပါပုံမှန်130ခါခွဲကိုမပြင်းနိုင်သေးသေးကျမတို့ဒီလိုပြဿနာတွေကြုံရုံပဲ ြောမယ်ဆိုရင်ပါတီကြီးတော်တော်များများကကိုကျိုးပဲကိုကြည့်ကြတာအာနာရောက်သွားတဲ့အခါမှာပြောတမျိုးလို့တမျိုးဖြစ်ကြတယ်ဒီကမျိုးပါတီဆိုလဲဘင်္ဂလီရှူပေါင်းလွတ်တော်တဲ့ရောက်လာတယ် NLD မှာဆိုလို့ရှိရင်လဲစေသူမောင်နဲ့ဝင်းမြမြကိုလွတ်တော်တဲ့ခေါ်ကိုသူတို့ကြိုးစားတယ်နော်ဒီဒေးဗစ်လာမင်းတို့ဘင်္ဂလီကြော်မင်းတို့ဆိုလို့ရှိရင်လည်းတစ်ချိန်လုံးတူတော်တွေကိုဝင်လို့ရအောင်ဘယ်နည်းနဲ့ဝင်လို့ရမလဲဆိုပြီးသူတို့ခွေးတို့ပေါက်ချောင်းနေကြတယ်ဆိုတော့ ။မြန်မာမျိုးစိုးရကလည်းဒီပုံမှန်190ခါခွေနိုင်ငံသားမိဘနှပါမှမွေးဖွားသောနိုင်ငံသားဖြစ်သူဆိုတဲ့နေရာမှာတိုင်းရင်းသားမိဘနှပါမှမွေးဖွားသောတိုင်းရင်းသားလို့မပြောင်းလဲခဲ့ဘူး။ပြည်ခိုင်ပြောတော့လည်းမပြောင်းပေးခဲ့ဘူး။ခြေဥပြေမှုမကြိုးစားခဲ့ဘူး။ NLD ကလည်းခြေဥပြေမှုမကြိုးစားခဲ့ဘူး။ဆိုတော့ဒီနောက်ရေချေဦးကိုမပြေနိုင်သေးဒီလိုပြဿနာတွေကကြုံနေရုံပဲအခုလက်ရှိဒီဘာသာပေါင်းစုံချင်းချင်းညီညွတ်ရေးဗဟုကော်မတီဝင်မာမက်အာဒီဆူလမန်ကအမှတ်1မဲဆန္ဒနဲ့ဆိုတော့အဲ့ဒီဘင်္ဂလီတွေအများကြီးရှိတဲ့နေရာ နော်တို့တောင်မွေရန်ကုန်တိုင်းတောင်မွေတို့ကြောင်မြောင်းတို့တင်ငန်းကျွန်းတို့ဘင်္ဂလီတွေပဲဘင်္ဂလီကိုဘင်္ဂလီကပဲမဲပေးသူတို့ကျင်းနေနိုင်လိမ့်မယ်သူတို့မှာမဲပေးခွင့်ခွင့်အာဏာရသွားပြီလေနိုင်ငံသားခွင့်ရ right ရပါပြီ right ရလို့သူတို့မဲပေးခွင့်ရရင်သူတို့လူကိုသူတို့ပဲမဲပေးရင်တော့သူတို့မဲနိုင်တယ်ဘာလို့လဲသူတို့လူဥယျာဉ်တိုးမှတော့အရန်များတယ်လူဥယျာဉ်တိုးမှတော့အရန်များတယ် เนาะလူဦးရေတိုးပွားနှုန်းဆိုင်ရာထိန်းချုပ်ခြင်းဥပဒေမျိုးဆောင်ဥပဒေ၄မျိုးထဲမှာပါဝင်ပါတယ်။ဒါရီကကျွန်တော်တို့နိုင်ငံကျွန်တော်မျိုးသားကာကွယ်ရေးကျွန်တော်တို့မျိုးသားလုံခြုံရေးတဲ့အသက်သွေးကြောတွေဖြစ်တဲ့အဲ့ဒီအသက်သွေးကြောတွေခုလက်ရှိเนาะပြည်တိန်အင်္ဂလန်အဲ့ဒီတက်သွေးကြောတွေပေါက်လို့တို့ပြဿနာကြီးကြဲတက်နေကြတယ်။မျိုးသားရေးအန်တွေကတို့ရင်ဆိုင်နေကြရတယ်။ဆိုတော့ကျွန်တော်တို့ကလည်းဒီလိုမျိုးသားရေးအန်တွေကိုကာကွယ်ရမယ်။ ါးကြောင့်မို့လို့ကျွန်မအရင်လေးကဒီကိုတက်နိုင်အောင်ကြည်ကဒီခံပြုပါတရားနေပြီးတော့ကိုတလဲလောင်းဝင်ရောက်ရွေးချယ်ခံရမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပုံမှန်120ခါဝေးကိုပူပူနွေ့နွေ့ကျွန်မပြောထားတာရှိတယ်တက်တော်ကတင်လို့မရဘူးတင်တာလည်းအဖြက်ခံရတော့ YouTube မှာတင်ထားတယ်သွားနှာထောင်လို့ရပါတယ်ဆိုတော့ကျွန်မတို့တိုင်းရင်းသားတွေကျွန်မတို့တိုင်းရင်းသားညီပေါင်းမောင်နှမတွေအနေနဲ့က သူ့ကိုမျိုးသားရေးဆွံ့ရောက်တယ်ငါ့ကိုမျိုးသားရေးဆွံ့ရောက်တယ်လို့မပြောကြဘဲနဲ့သူနဲ့ငါနဲ့လက်တွဲပြီးတော့ငါတို့မျိုးသားကာကွယ်ရေးကိုဘယ်လိုကာကွယ်ကြမလဲငါတို့နိုင်ငံတော်ရဲ့မျိုးသားလုံခြုံရေးကိုငါတို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုစဉ်းစားရပါမယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေကအာဒါထွက်ပေါင်းမှုဘူးထောင်ချောက်ပါစစ်တကကျမရဲ့ရွေးကောက်ပွဲကိုအလိုမရှိပါဘူးကန့်ကွက်ပါတယ်လို့တပိတ်မှောက်ပါတယ်လို့ဒါရွေးကောက်ပွဲကိုမဲဝင်ဟို မဲပေးမဲ့ပြီးသူတွေကိုလည်းခင်ဗျားတို့ရန်ရှာကြတယ် KNU ဆိုပြောတယ်တော့ဗကိုးတိုင်းအရှိတန်းညောင်လေးပင်ခံ KNU နယ်မြေမှာစစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲကိုဝန်တိုင်းတဲ့ပါတီတွေကိုသူတို့ဘယ်လိုမျိုးတုတ်တင်ရှင်းလင်းမယ်ဆိုတာမျိုးပြောကြတာရှိတယ်အဲ့လိုမျက်ပြူဆိုင်လေးဒီဘင်္ဂလီတွေကြိုက်လေးပဲခမားတို့ကရွေးကောက်ပွဲကိုဆန့်ကျင်လေးခမားတို့ကရွေးကောက်ပွဲကိုဝင်ရောက်ရွေးချယ်မခံဘဲနဲ့ဘေးထွက်နေလေးခမားတို့ကရွေးကောက်ပွဲမှာမဲပေးရွေးချယ်ခွင့်ရှိရဲ့အခွင့်အာဏာကိုဆုံးရှုံးခံလေဒီလိုကောင်းလေးကကြိုက်လေးပဲ။ ရွေးကောက်ပွဲဆိုတာကပြည်သူမှအာဏာရှိတယ်ဆိုတာကိုတက်သေးပြတယ်ဖွယ်ပြည်သူမှဘလို့အာဏာရှိတာလဲပြည်သူမှကိုကြိုက်တဲ့လူကိုအစိုးရဖြင့်တင်နိုင်တဲ့အာဏာရှိတယ်အဲ့ဒီအာဏာကိုပြရမယ်ပွဲဖြစ်ပါတယ်ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အာဏာကိုဆုံးရှုံးမခံပါနဲ့ခမားတို့ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးဘေးထွက်နေလေခမားတို့ရဲ့နေရာကိုလိုချင်လွန်းလို့ချောင်းနေကြတဲ့လူတွေရဲ့အကြိုက်ဖြစ်လေဆိုတာမမေ့ပါနဲ့ဒီနေ့ကတော့ခေါင်းစည်းလေးကတော့ချစ်တဲ့သူကအာကိုလို့ မရလို့အာကိုလို့ရတဲ့သူချစ်ရတယ်ဆိုတဲ့ကောင်းစီလေးနဲ့ပါဗျာနော်ကောင်းစီလေးနဲ့အကြောင်းရမိုက်ခဲနိုင်ငံရေးဘဝလိုက်ဆိုတဲ့ဟာလေးရခက်ညက်ကြီးပြောတော့မှဖြစ်ပါတယ်ဗျာချစ်တဲ့သူကအာကိုလို့များလို့အာကိုလို့ရသူချစ်ရတယ်ဆိုတဲ့အကြောင်းလေးကတော့နော်ဒီတမိုင်းကိုဒုံဆိုင်မယ်ဆိုတဲ့ဇာကပေါ့ဗျာနော်ပညာပေးဇာကလေးပြည်သူကိုပညာပေးတဲ့ဇာကလေးလေးနဲ့ပတ်သက်ပြီးမှမျိုးမျိုးပြောနေကြတယ်ဗျာနော်အာ မြင်းမြက်ဇာကမြက်တော့ကြောညာမြက်ရတော့ဟောခေါ်ပြီးသားဟာတွေလည်းမခေါ်တော့ဘူးအာဒီတိုင်းပဲနေဝင်လဲဒိုနေတူသားပဲရောက်ချင်နေဘာတွေဘာတွေမြက်ရတော့ဟုတ်လားပြောကြတာပေါ့ဒါကြီးပြောကြပါလေပြည်သူတွေညီလိုက်တာလေဘလို့ပြည်သူတွေညညီရလဲဘလို့ပြည်သူတွေကခေါ်မြိုက်တာလဲဘလို့ဟာတွေကကြောညာခေါ်မြိုက်တာလဲဆိုတော့ဟုတ်လားလက်တင်နဲ့တော့ပြတ်ကြပါဗျာလက်တင်နဲ့တော့ပြတ်ကြပါနော် ဲ့တော့ဒီနေရာမှာပြောချင်တာကအမြဲတမ်းပိတ်နေရမှာလားအမြဲတမ်းညီပိတ်နေရမှာလားလို့ဦးဇင်မေးခွန်းထုတ်ချင်တာမေးခွန်းထုတ်ချင်တာအခုမင်းမြတ်တို့နေတိုးတို့နော်နေဝင်းတို့တို့ရဲ့တို့ပြောနေရတူတွေကတချင်ကဘာတွေလဲတချင်ကဘလို့လူတွေလဲ မင်းအမေလို့ပုံမှန်ခေါ်နေတဲ့သူတွေလားဒါမှဒီအေးခင်းကာလဖြစ်ခါကြမှာစီဝါရေးရမေးလိုက်တာလားစီဝါရေးရနိုင်ငံရဟုတ်လားဒီမှာဘုမလင်းလင်းပြောလို့ရှိရင်ဗျာအခုပြောနေတဲ့သူအများစုနော်ဘာချိန်မင်းမှမရှိတဲ့သူတွေဘာအလုတ်ကင်မင်းမရမှရှိရရုပ်ရှင်လောကမှာဆိုရင်လေထုံနေတူစွာပဲနော်ရုပ်ရှင်လောကမှာလေထုံနေတူစွာပဲ မရှိတဲ့သူဇကမဲ့ဟုတ်လားဒီချိန်မှာခွင်ကောင်းယူပြီးမှလက်တော့ကြောင်းထောင်ပြီးဟုတ်လားတွက်လက်ပြောလို့အတွက်လက်ဆိုတဲ့ပတ်တည်းပဲတွက်လက်ကိုတွက်လက်ကိုမမြင်နဲ့ခင်းလိုက်ဦးမြင်တွက်လက်ရဲ့ဆရာခင်းလိုက်တွက်လက်ဆရာခင်းလိုက်မိမြတို့တွက်လက်တို့နေဝင်းတို့ဒီပလင်းစုဟူစုပေါ့ဗျာဝုန်းဝုန်းလေးပြောရအောင် တော့တို့တပည့်တွက်လဲဟုတ်လားလုံးဆောင်ခိုင်းနေထားပါတော့ဒါပြောပြောနော်ခင်းနိုင်လို့လဲနိုင်ငံရေးပါဝါနိုင်ငံရေးပါလဲပါလက်တယ်တစ်ချိန်လုံးမေးတစ်ချိန်လုံးတို့တို့မမေးနိုင်ဘူးလေမိသားစုတို့ဘဝအပြည့်မခံနိုင်ဘူးလေငါတို့မှမဟုတ်တာဒီကအိန်းနေချန်နေထားပြီတို့ဟုတ်ပါဦးမယ်တို့ကြောင့်မထောင်းနိုင်ဘူးခုအိန်းနေချန်နေထားခဲ့တဲ့သူအများစုပါအများစုအကုန်လုံးဆိုတော့နော် ိမ်ချိုင်းမင်းမရှိတဲ့နေစရာမရှိတဲ့လူတွေလေဟိုဟိုတရိတ်ဆန်ကောင်တွေဆိုလို့ရှိရင်အိမ်ငှနေရတဲ့လူအစ်င့်နေလေဟုတ်လားဟိုဒီလေးဒီတရားတကောင်ဆိုလို့ရှိရင်အကျွေးတပလိနဲ့မြဝတီနေသားမှာနေနေတဲ့ကောင်လေဒီချိန်ရမှာအခွင့်ကောင်းယူပြီးမှာဟုတ်လားခွင့်ကောင်းယူပြီးမှာဟုတ်ပြီဒီချိန်ရထားပါ ဆန္ဒတွေပြခဲ့တယ်သူတို့အမေစုအမေစုဆိုပြီးမှဟုတ်လားလွေးမြောက်ရင်အများမူခိုက်တော်တိုင်းတောက်ခဲ့တယ်ချစ်ခဲ့တယ်ပဲထားပါတော့ဗျာအဲ့သူ့ကိုချစ်တော့လူတို့မိသားစုကဒေါအောင်ဆန်းစုကြည်ကိုချစ်မယ် NLD ကိုချစ်မယ်ဟုတ်လားပြည်ပြည်ဝေယံပြည်ပြည်ဖြစ် AUG ကိုချစ်မယ်အားပေးမယ်ထောက်ခံမယ်အားပေးမယ်ထောက်ခံမယ်သူတို့ကဘာလုပ်ပေးပါလဲမိသားစုစာဝတ်နေမိသားစုစီဝိုင်းပြည်လဲရို့သူတို့ကဘယ်လိုစီမံပေးမှာလဲ ဒီလိုစီမံပေးပါလေခြေုံနဲ့မိသားစုအဆင်မပြေသွားဘူးခြေုံနဲ့မိသားစုလဲဘက်မသွားဘူးဘဝပြတ်သွားတာပဲရှိတယ်စီရန်ဆရာမတွေစီရန်ဆရာမတွေဆရာဝန်တွေဆရာမတွေဝန်ထမ်းတွေသူဘယ်ဘဝရောက်သွားပြီလဲသူတွေဘာဖြစ်သွားပြီလဲဘယ်သူကလာကပေးတယ်လဲလာကနှစားပေးမာတွေရောထောက်ပံ့မာတွေရောဟုတ်လားနာသူတို့ချစ်ခဲ့လို့လေ ဟာတချို့ကြလည်းအမြင်မရတယ်ငါတို့ချစ်ရုံနဲ့မပြီးသေးဘူးငါတို့ချစ်တဲ့သူကငါတို့ဘာမှလည်းလုပ်မရအောင်လေပဲရှိတာအဲ့တော့ငါတို့အားကိုးလို့ရတဲ့ဘက်ကိုပွားတော့မယ်ဆိုပြီးမှဒီကကျွန်မဆံမပြန်လို့ချင်ပါတယ်ကျွန်မမားပါတယ်အာကျွန်တော်ဝင်တိုင်းပြန်လို့ချင်ပါတယ်ကျွန်တော်မားပါတယ်ဗျအကျွန်တော်လင်းဝင်ကြပါတယ်ဗျအားကိုးလို့ရရပြီသူပြည့်ရှိကြတယ်နေအဲ့တော့ဘာတွေတောက်လောင်နေကြဘာတွေဖြစ်နေကြတာလဲလို့ရှင်လောကမှာလဲထုံနိတူစွာပဲ အားလုံးကမိသားစုတွေနဲ့နော်ကိုချစ်တဲ့သူမှအာကိုမရတာအာကိုလို့ရတဲ့သူစီကဲ့ရမှာပေါ့အာကိုလို့ရတဲ့သူစီကိုချစ်ရမှာပေါ့ချစ်ရုံနဲ့ဘာလို့လို့ရမှာလဲခင်ဗျားတို့အခုပြောနေတဲ့ပေါ့ကိုတော့ဘဒူးမှတောင်းစားစုကြည်ပုံဘိုးချုပ်ရဲ့ပေါ့ခန်းထဲမှာမတက်ရဲဘူးခန်းထဲမှာမချိန်ရဲဘူးအဲ့လိုပေါ့ကူတော်ရဲ့အခန်းထဲမှာချိတ်လို့တော့မှပြုတ်ဆရာတော်မှခန်းထဲပုံတွေကိုဖြုတ်ဖြုတ်ဖြုတ် တို့တော့လုံးဝပြုတ်ခဲ့ဘူးမပြုတ်ခဲ့ဘူးနော်မပြုတ်ခဲ့ဘူးနှစ်ထောင်ခွင့်ရှိသွားရောမတိုင်ခင်ကတည်းကပေါက်ကူတော်တော့အဲ့လိုချက်လာအားကိုးလို့ရတာမရဘူး၂၀၁၂၂၀၁၃ကပေါက်ကူတော်လုံးလုံးပြောင်းသွားတယ်ခင်ဗျာလေးပဲရှိရလေးတိုင်းပြည်နဲ့ဗလာတရဏာ